အားလုံးပဲမင်္ဂလာပါရန်ကုန် Time Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့တင်ဆက်ပေးသောမယ့်အကြောင်းအရာကတော့နှစ်ပေါင်း30ကျော်အိပ်ပျော်သွားတဲ့သူတို့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆွီဒင်နိုင်ငံအော်နိုကျွန်းငယ်လေးဟာဆောင်းဟန်ဒီရီဆိုရင်အလွန်အေးပြီးလေပြင်းတွေတိုက်ခတ်ပါတယ်1886ခုနှစ်တခုသောဆောင်းတွေရဲ့ February 22ရက်ညနေခင်းမှာတော့အသက်16နှစ်အရွယ်ကာရိုလိုင်းနာအိုဆွန်းဆိုတဲ့ကလေးမလေးဟာခေါင်းကိုက်နေပြီးသွားအရင်ကိုက်နေရဲဆိုတဲ့အကြောင်းကိုသူ့အမေကိုပြောပြခဲ့ပါတယ် ကာရိုလိုင်းနားလေးဟာပြီးခဲ့တဲ့ရက်ပိုင်းကရေခဲပြင်ပေါ်ချော်လဲပြီးခေါင်းထိလိုက်မိတာတော့ရှိပါတယ်။ဆင်းရဲတဲ့တငါးတဲ့မိသားစုမှာကာရိုလိုင်းနားဟာမောင်နှမငွေချင်း၅ယောက်ထဲဒုတိယမြောက်ဖြစ်ပြီးတဦးဒီတော့တမိလဲဖြစ်ပါတယ်။သူတို့မိသားစုဟာဘာသာရေးကန့်ဆိုင်တယ်လို့ရှေးရိုးဆွဲအယူသီးတဲ့မိသားစုတစ်ခုပါပဲ။ကာရိုလိုင်းနားရဲ့အမေဟာသူတမိတော်ကြိုက်တာမပြောင်းနိုင်ပဲရှိနေတာဖြစ်တဲ့အတွက်ဆုံးကဝေးပြူစားရတယ်လို့ယုံကြည်နေပါတယ်။ အဲ့ဒီညဘက်မှာတော့ကာရိုလိုင်းနာကို အမေဖြစ်သူကအိတ်ရတဲ့ကိုရိုင်းလိုက်ပို့ပြီးလုံလုံခြုံခြုံနှွေးနှွေးထွေးထွေးရှိအောင်တိတ်ပါတယ်။စုံကွေပြူစားရဲဆိုတဲ့အစွဲနဲ့တမီးဖြစ်သူအိတ်ပြော်ရဲ့အထိ အနားမှာစောင့်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့ကာရိုလိုင်းနာလေးရဲ့ဒီတစ်ခေါက်အိတ်ဆက်မှုဟာတော့ပြန်လည်မနိုးလာတဲ့အိတ်ဆက်ခြင်းပဲဖြစ်သွားခဲ့ပါတယ်။တရက်ပြီးတရက်မနိုးထလာပါ။တစ်ပတ်ပြီးတစ်ပတ်မလုံမချက်အိတ်နေတော့မှပဲ။တလာပြီးတလာတမ်းမင်းတဲ့အထိအိတ်ဆက်နေတော့မှပဲ။ ကာရိုလိုင်းနားအင်ဂျိုနီယာဟာနေ့တွေလတွေကနေနှစ်တွေတိုင်လာပါတယ်။ဒါပေမဲ့သူမခန္ဓာကိုယ်ကတော့ရွေးချွေးနေသေးပါပဲ။အသက်လည်းပုံမှန်ရှူနေသေးပဲဖြစ်ပေမဲ့နှိုးထလာတာကတော့လုံးဝမရှိတော့တာပါ။အော်ဟစ်နိုရာလှုပ်ရမ်းတာမျိုးစုံနှိုးကြည့်ပေမဲ့ဘာတစ်ခုမှမတုံ့ပြန်ခဲ့ပါဘူး။ဆရာဝန်ခေါ်ဖို့ကလည်းစီးရဲတဲ့တံငါးတဲ့မိသားစုမို့ ပတ်စံမတက်နိုင်တဲ့အတွက်မျိုးကတားခွာဆီယာမကပဲလာရောက်ကြည့်ရှုပြီးဒါဟာပုံမှန်အိပ်တော်နေတာပါပဲလို့တော့ပြောပါရယ်။ဒါပေမဲ့ရက်သက်တပတ်တွေလရတွေနဲ့နှစ်တွေဟာတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားခဲ့ပါရယ်။ကာရိုလိုင်းနားဟာအိပ်ရာထဲမှာပဲငိန်သက်စွာနဲ့လဲလျောင်းအိမ်မောကြနေပြီးမိသားစုကတော့တမိဖြစ်သူအသက်ဆက်ရှင်ဖို့တနေ့ကိုနွားနိုးနဲ့တကြားရီနှစ်ဖက်ဝင်အောင်တော့အမြဲကြွေးပါရယ်။ ကာရိုလိုင်းနာရဲ့သပင်တွေခြေသေးတွေလက်သေးတွေရှိလာမျိုးမရှိဘူးလို့လည်းဆိုပါရယ်အခုလိုမကြုံဘူးရဲ့အတွက် နှိရှိလာများအိတ်ဆက်နေတာကိုသူတို့မိသားစုကဆုံးပြူကြတာလို့ယုံကြည်ပြီး ကျန်သူတွေကတော့တဘာဝလုံဖြစ်ရတဲ့ခုဖြစ်မယ်လို့အထင်ကြီးပြကြပါတယ်။နှစ်တွေကြာလာတဲ့အနောက်ကာရိုလိုင်းနာရဲ့အိမ်ဆက်မှုကပိုပြီးအံ့ဩစရာကောင်းလာခဲ့ပါတယ်။ ဒေတာခန်သတင်းစာတွေမှာသူမအကြောင်းရေးသားဖော်ပြရာက on no ရဲ့အိပ်တော်နေသူ the sleeper of on no လို့ဆိုပြီးတော့နာမည်ကြီးလာခဲ့ပါတယ်။ဒီလိုနဲ့1982ခုနှစ်ရောက်တဲ့အချိန်သူမအိပ်တော်နေတာ16နှစ်အကြာမှာတော့သူမကိုကုန်းတွင်းမိုင်းကဆေးရုံတရုံစီကိုခေါ်သွားခဲ့ပါတယ်။ဆရာဝန်တွေဟာကာရိုလိုင်းနာကိုနီးလက်အမျိုးမျိုးနဲ့နှိုးဖို့စူးစမ်းခဲ့ပါတယ်။ဟိုင်မနိုဆစ်လို့ခေါ်တဲ့အိမ်မွေးချကုသခြင်း electroshock therapy လို့ခေါ်တဲ့လျက်စစ်ကုထုံးတွေနဲ့ပါနှိုးဖို့ကြိုးစားခဲ့ပေမဲ့ဘာတစ်ခုမှအရာမရောက်ခဲ့ပါဘူးသူ့ရဲ့လက်ချောင်းတွေကိုဆေးထိုးအပ်နဲ့ထိုးကြည့်တဲ့အခါမှာတော့တွန့်နာယုံနာမရှိပဲနာကျင်မှုကိုမတုတ်ပြန်ပါဘူးဆရာဝန်တွေကတော့သူမကို စိတ်ပိုင်းဆိုင်ရာယောဂါဒါမှမဟုတ်အိမ်မကြီးယောဂါကတဒိုနီးယားတမျိုးမျိုးဖြစ်တယ်လို့တန်လျာရှိကြပေမဲ့တိကျတဲ့အဖြေတော့မပေးနိုင်ကြပါဘူး ဒီလိုနဲ့ကာရိုလိုင်းနာကိုဆေးရုံမှာတလအကြာကူတပြီးအိတ်ဆက်ချင်းကနှိုးကြည့်ခဲ့ပေမဲ့မအောင်မီမဲအိမ်ပြန်ခေါ်လာခဲ့ရပါတယ်။မိခင်ဖြစ်သူကတော့သူ့သမီးကိုရင်အုပ်မကွာစောင့်ရှောက်နေခဲ့တာဖြစ်ပါတယ်။ကာရိုလိုင်းနာလေးဟာခုလိုမျိုးနှစ်ကာလချီအိပ်ပျော်နေရမှာထူးဆန်းတာတွေလည်းကြုံရတယ်လို့ဆိုပါတယ်။ ကာရိုလိုင်းနာဟာအိယာပုံမှာပဲအမဲလဲပြီးအိပ်ပျော်နေရမျိုးတော့မဟုတ်ဘူးလို့လည်းဆိုကြပါဗါ။အိမ်အကူတူကတော့ကာရိုလိုင်းနာရဲ့အခန်းထဲကပစ္စည်းတွေနေရာပြောင်းနေတာကိုတခါတလေတွေ့ဘူးတယ်လို့ပြောပါတယ်။ကာရိုလိုင်းနာရဲ့ဖခင်ကိုရိုင်းကလည်းတခါတုန်းကကာရိုလိုင်းနာဟာအိယာပုံမှာထိုင်ပြီးကောင်းမြတ်သောယေရှုကျွန်တော်ကိုကယ်တော်မူပါလို့ငိုကြွေးပြောဆိုပြီးပြန်အိပ်ပျော်သွားတာကိုကြုံမှုတယ်လို့ပြောပါတယ်။ 1905ခုနှစ်မှာမိခင်ဖြစ်သူကွယ်လွန်တဲ့အချိန်မှာကာရိုလိုင်းနာဟာအိပ်ပျော်နေရဲ့မျက်ရည်တွေစီးကြပြီးငိုကြွေးမိတမ်းနေရလို့မှတ်တမ်းတွေမှာဖော်ပြပါရယ်မိခင်ဖြစ်သူကွယ်လွန်တိမ်ပါပြီးရဲ့နောက်မှာတော့ဖခင်နဲ့အိမ်အကူတဦးတို့ကကာရိုလိုင်းနာလေးကိုဆက်လက်ပြီးပြုစုဆောင်ရှောက်ခဲ့ရပါတယ်1908ခုနှစ်ဧပြီလ3ရက်နေ့ရောက်တဲ့အခါမှာတော့ကာရိုလိုင်းနာဟာပထမဆုံးအိပ်ပျော်သွားခဲ့တဲ့နေ့ရက်ကစရင် 32မိနစ်နဲ့42ရက်အကြာမှာအိယာကနေပြန်လည်နှုတ်ထလာပါတော့တယ်။အိမ်ကူကအခန်းထဲကအတန်ကြားလို့အပြေးအလွှာသွားကြည့်ရတဲ့အခါမှာကာရိုလိုင်းနာကိုကျမ်းပြင်ပေါ်မှာထိုင်ပြီးငိုကြွေးနေတာကိုတွေ့လိုက်ရပါတယ်။ဖခင်ဖြစ်သူနဲ့ပေါင်ဖြစ်သူတွေရောက်လာတဲ့အခါမှာတော့သူတို့အားလုံးဝမ်းသာအံ့ဩခဲ့ကြရပါတယ်။ဆလင်းနဲ့သမီးအရွယ်မှာအိပ်ပျော်သွားပြီးခုနှုတ်ထလာတဲ့အချိန်မှာ အသက်46နှစ်ရှိပြီဖြစ်တဲ့ကာရိုလိုင်းနာဟာ တက်ဖန်ပြန်နိုးထလာတဲ့အချိန်မှာတော့ပထမရက်တွေမှာပိန်ညော်နေပြီးအသားရေကလည်းဖြူဖက်ဖြူရော်ဖြစ်နေပါဗါးအလင်းရောင်ကိုလည်းတမ်းမခံနိုင်ပါဘူးအရေးကြီးဆုံးကတော့သူမဟာသူမရဲ့မောင်တွေကိုတော့မမှတ်မိတော့ပဲလွန်ခဲ့တဲ့နှစ်30ကျော်အတွင်းဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာလုံးဝမသိရှိတာပါ ဆယ်လင်းနှစ်အရွယ်တုန်းကနောက်ဆုံးမှတ်မိတဲ့ခလေးဘဝအပိုင်းအစတွေကိုပဲကာရိုလိုင်းနာကမှတ်မိနေပါတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့သူမဟာပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့ပါတယ်။ စကားပြောနိုင်လာပြီးလမ်းလျှောက်နိုင်လာပါတယ်။အိမ်မှုကိစ္စတွေမှာတော့ကုညီလောက်ကိုင်းနိုင်လာပါတယ်။နောက်ပိုင်းမှာတော့ဆေးရောဂါအထူးကိုဆရာဝန်တဦးဖြစ်တဲ့ဒေါက်တာဖရက်ဒက်စထရိုင်းကကာရိုလိုင်းနာကိုစမ်းသပ်ဆစ်ဆီးခဲ့ရမှာကာရိုလိုင်းနာဟာညာရင်ညာသွေးပုံမှန်ရှိပြီးအိပ်ပျော်ခြင်းမဖြစ်မီကအတိုင်းကျန်းမာရေးအခြေအနေကောင်းမွန်နေရလို့မှတ်တမ်းတင်ခဲ့ပါတယ်။သူမရဲ့ရုပ်ရည်ကလည်းအသက်46နှစ်ရှိပြီဖြစ်ပေမဲ့အသက်25နှစ်ခန့်လောက်ကသာထင်ရတယ်လို့ဆိုပါတယ် ကာရိုလိုင်းနားရဲ့တဘာဝလွန်ထူးဆန်းတဲ့ဖြစ်ရအတွက်အမျိုးမျိုးထင်ကြီးပေးတာတွေရှိသလိုစီးပညာရှုထောင့်လူမှုဘဝရှုထောင့်ကစမ်းစစ်တာတွေလည်းလုပ်ကြပါတယ်ကာရိုလိုင်းနာအိုဆွန်ရဲ့32နှစ်ကြာအိတ်ဆက်မှုဟာယနေ့ခေတ်ဆေးပညာရှင်တွေကိုတော့အံ့အားသင့်စေဖြစ်နေပါတယ်။ ဒါဟာဆေးပညာသမိုင်းမှာအရှိကြဆုံးအိပ်ဆက်ခြင်းဖြစ်ရပ်တွေကတစ်ခုဖြစ်မှတ်တမ်းဝင်နေစေပဲဖြစ်ပါတယ်။ကာရိုလိုင်းနာရဲ့ခုလိုဆယ်စုနှစ်သုံးခုကျော်အိပ်ဆက်ခြင်းဟာကတ်တဒိုနီးယားအိမ်မက်ကြီးယောဂစိတ်တောင့်တင်းမှုယောဂကြောင့်လို့ယူဆတာလည်းရှိပါတယ်။ဒီယောဂအခြေအနေမျိုးဟာလူတအူးကအပြင်လောကနဲ့အဆက်အသွယ်ပြတ်တောက်ပြီးလှုံ့ရှားမှုမရှိဘဲတောင့်တင်းနေစေတာမျိုးပါ ကာရိုလိုင်းနားဟာဆရာဝန်တွေကလေယာဉ်စိတ်လျှော့ရိုက်ပြီးနှိုးဖို့ကြိုးစားတာကိုတော့မတုံ့ပြန်တာဟာကတ်တတိုးနစ်စတူပါနဲ့ဆင်တူနေပါတယ်။ယနေ့ခေတ်ဆေးပညာရှင်အများစုရဲ့အမြင်ကတော့ကာရိုလိုင်းနားဟာ32နှစ်လုံးလုံးရုံးဝနဲ့ဆိုင်စွာအိမ်မောကြနေရမှာဖြစ်နိုင်ဘူးလို့ယူဆကြပါတယ်။အများစုက ခုခေတ်ရဟာစိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပြီးဒါကိုဖုံးကွယ်ဖို့မိခင်ဖြစ်သူစူးစမ်းတာ ဒါမှမဟုတ်သမီးဖြစ်သူကိုပြုစုဆောင်ရှားလိုစိတ်နဲ့ရှယ်ရွင့်မှုတွေကြောင့်အိမ်မောကြနေရန်ဖုံးကွယ်ထားရလို့ယူဆကြပါတယ်။စိတ်ခိပညာရှင်တွေရဲ့ဒီယူဆချက်ဟာထောင်းစိတ်အောင်တွေးရင်လည်းမဖြစ်နိုင်တာတွေရှိနေပါတယ်။လူမှုနောက်ခံရှုထောင့်ကကြည့်မယ်ဆိုရင်ကာရိုလိုင်းနားနေထိုင်ခဲ့တဲ့အော်နိုးကျွန်းကလေးဟာဆွီဒင်နိုင်ငံတောင်ပိုင်း Monster Rock ကံယူရန်နာမှာတည်ရှိပြီး1886ခုနှစ်အချိန်ကအလွန်အထူးကြံပြီးဆင်းရဲနှွမ်းပါတဲ့တငါရွာလေးပဲဖြစ်ပါတယ်။ Carolina ရဲ့မိသားစုဟာဆင်းရဲနှွမ်းပါတဲ့အတွက်သူမအိပ်ပျော်သွားချိန်မှာတိကျတဲ့စီးပညာဆိုင်ရာအကူအညီယူဖို့ချက်ချင်းမတက်နိုင်တာဟာခုဖြစ်ရဲ့ရှေ့ကြရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ မိသားစုကကာရိုလိုင်းနာတောက်ကိုက်ခြင်းကိုဆုံးခုဝေပြုစားတယ်လို့ယုံကြည်ခဲ့ကြတာဟာထိုခေတ်ကအထူးကျန်ဒေတာရဲ့ပညာရေးအားနည်းမှုနဲ့ဘာသာရေးအယူသီးမှုတွေကိုထင်ရှားစေပါတယ်။ကာရိုလိုင်းနာအိုဆွန်ရဲ့အိပ်ပျော်ခြင်း32နှစ်ဟာတကယ်ကိုအိပ်ပျော်နေခဲ့ရလား။ဒါမှမဟုတ်သူမရဲ့မိခင်ရဲ့အကူအညီနဲ့ကဘာကြီးကနေပုံအောင်နေခဲ့ရလားဆိုတာကိုဘယ်သူမှတိတိကျကျမပြောနိုင်ခဲ့ပါဘူး။ တချို့ပညာရှင်တွေကဒါဟာစိတ်ပိုင်းဆိုင်ရာယောဂတမျိုးဖြစ်နိုင်တယ်လို့သီအိုရီထုတ်ကြပေမဲ့သက်တည်မပြနိုင်ကြပါဘူး။ဘာပဲဖြစ်ဖြစ်ကာရိုလိုင်းနာအိုဆွန်ဟာဆွီဒင်ရဲ့ဒန်နိုင်ဆန်ဆန်အိပ်ပျော်နေတဲ့အလှမယ်ဖြစ်သမိုင်းမှာအမှတ်တရရှိနေပါတယ်။သူမဟာနိုးထပြီးတဲ့နောက် နောက်ထပ်42နှစ်ကြာအသက်ရှင်နေထိုင်ခဲ့ပြီး1950ပြည်နှစ်မှာအသက်89နှစ်ဖြင့်ကွယ်လွန်ခဲ့ပါတယ်။ဒီကနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။အားလုံးလည်းကျေးဇူးတင်တဲ့နေ့တည်းလေးမလို့ထင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ပြီးတော့တွေ့ဆုံပါမယ်ရှင်။